်တင်းနန်းသူလေးတယောက်တောင်းဆိုတဲ့အင်ကြီးဒီဇိုင်းလေးလက်ပင်ပုံဖော်တာလေးကိုပြောပြမယ်နော်ချုပ်မှာကတော့ဒီပိတ်စလေးကိုချုပ်မှာပါချုံမှာကတော့ဒီလိုဒီဇိုင်းလေးပါဒီလိုပြောင်လေးနဲ့အပွင့်လေးနဲ့ကိုဒီဇိုင်းဘယ်လိုယူမလဲဆိုတာကိုပြောပြမယ်နော်ဒါကရှေ့ချမ်းလေးဆွဲပြီးသားပေါ့နော်ဒါကတော့ရေကူးတာဒီမှာလေပင်ပေါက်ဒီလေပင်ပေါက်နေရာကို ဘယ်လိုဖောက်မလဲဆိုတာကိုပြောပြမယ်အတိုင်းတာမျိုးကိုဒီ leaving ဖေးအကျက်ကလေးလက်မှထားမယ်ဒီလိုအဆွေအကျအကြတော့ခုနှစ်လက်မှဒီညီမလေးကပိန်တဲ့အတွက်ခုနှစ်လက်မှထားမယ်တကယ်လို့ဝါတဲ့သူဆိုလို့ရှိရင်တော့ဒီနေရာဒီအောက်အကျကိုရှစ်လက်မှထားလို့ရတယ်เนาะကိုလုံးနဲ့ထွားလို့ရှိရင်အခုကရင်း 32လောက်33လောက်အထိဒီလို9လက်မှထားလို့ရတယ်ထားပြီးလို့ရှိရင်ဒီမြင်းချောင်းကိုဆွဲလိုက်မယ်ဆွဲပြီးတော့ဒီနေရာကိုအမှတ်ကလေးမှတ်လိုက်မယ်ဒါဆိုရင်3ခုဖြစ်သွားပြီဒီ3ခုဆိုရင်ဒီအပေါ်ဒီနေရာကိုဒီလိုမျိုး white ကလေးယူလိုက်မယ်ဒီထဲတဲ့ကိုထဲတဲ့ဝင်ပြီးတော့မှဒီလိုလေးနော်ခေါင်းခုံးလိုက်မယ်နော်ဒါဆိုလို့ရှိရင်လေဘင်းအတွက်ကခုံးလေးရပြီဒါဒီနေရာပြောင်းလေးထားမယ်ဒီနေရာကျတော့ဒီဘက်ကအပွင့်လေးယူမယ်ပဲနော်အဲ့ဒီအပွင့်ယူမယ်ပဲဆိုလို့ရှိရင်ကျတော့သူ့ကိုဒီအကြကရင်ညွတ်ထိတ်ကိုခြတာခြတာဖြစ်တဲ့အတွက်ပခုံးကနေရင်ထိတ်က30ခွဲရှိတယ် တစ်ဆယ်ခွဲရှိတော့ဒီကနေဒီနေရာကိုတစ်ဆယ်ခွဲနေရာကိုမှတ်နိုင်မယ်ဟမ်ဒါကဒါကရေကူးတော့နေရာနေเนาะ မမတိမှဆိုလို့ဒီနေရာလေးကိုရေကူးတော့နေရာလေးကိုထည့်ပြထားတာဟမ်နမောဇင်ဘယ်နေရာကိုဆွဲနေမှမသိမှာဆိုတော့နော်ဒါကရေပူတော့နေရာလေးအဲ့တော့ဒီအစွန်းကနေပြီးတော့ဒီထိတ်ကိုနော်ဒါကလေပင်ပေါက်နော်လေပင်ပေါက်ကဒီလိုမျိုးရှိတယ်ဒါလေပင်အခုယူမယ်လေပင်ပေါက်အကျဉ်းဆိုရင်ဒီနေရာမှာဖောက် အဲ့တော့ဒီကနေပြီးတော့ဒီကို30ခွဲ30ခွဲယူလိုက်တယ်နော်30ခွဲ30ခွဲဒီနေရာမှာဒီနေရာမှာ30ခွဲနော်အဲ့ဒီ30ခွဲအထိကိုဒီနဲ့ဒီနဲ့ဒီကူတော့ဖြတ်တဲ့နေရာကနေဖြတ်လိုက်မယ်နော်ဆက်ဆွဲလိုက်မယ်ဆွဲပြီးလို့ရှိရင် ာခမ်းမန်းကြီးနှစ်နေရယူလိုက်မယ်ဒါဆိုရင်အဝိုက်၃ဝိုက်ရမယ်၃ဝိုက်ရတော့ဒီဘက်ကဒီလိုလေးဝိုက်မယ်ဒီလိုလေးဝိုက်လိုက်မယ်နော် ဒါဆိုလို့ရှိရင်ဒီနေရာမှာတစ်ဖက်ဓာတ်ဟုတ်ချုပ်စာလေးခြံပြီးဖြတ်မယ်။နောက်ဆုံးကြံတာကဒီအဝိုက်နေရာလေးကြံညာတာ။အဲ့တော့ချုပ်စာပြန်ပြီးတော့ဖြတ်မယ်။ဖြတ်ပြီးလို့ရှိရင်ဒီဟာဗျောင်လေးကိုချုပ်မယ်။ဒါလေးကအပွင့်လေးကိုချုပ်မယ်။ချုပ်ပြီးဒီနှစ်ခုကိုပြန်ပြီးတော့ထပ်မယ်။နော်ဒီလိုထပ်တဲ့အခါကျလို့ရှိရင်ဒီဟာဒီနေရာလေးတွေကိုကွပီးသားလေးတွေဖြစ်ရမယ်နော်။အနာကွပီးသားလေးတွေဖြစ်ရမယ်။ ထလိုက်ရင်ဒါကလေပင်ဖြတ်တာဒါကကြတော့အောင်လားဖြတ်တာနော်အပွင့်ပိုင်းဖြတ်တာဒါကပြောင်ပိုင်းပြောင်ပိုင်းကိုကြတော့ဒီနေရာလေးကိုဒီလောက်အထိ၃လက်မလောက်အထိရှည်ပြီးတော့ညှတ်လိုက်မယ်ဒီပေါ်ကလည်းချုပ်စာလေးတွေနဲ့ညှတ်မယ်ဒီပိုင်းကကြတော့လေဒီနေရာမှာချုပ်စာလေးတွေနဲ့တင်ပြီးတော့ညှတ်မယ်ဒါကတော့အတရင်ကြံကျင်တဲ့အ white ကလေးတွေပေါ့အခုဒီအင်းကြီးလေးချုပ်လို့ပြီးသွားပါပြီလက်တော့မတက်အသေးဘူးပေါ့နော် အခုလိုမျိုးပဲတင်းနန်းသူဘက်ကတောင်းဆိုလာတဲ့ဒီဇိုင်းလေးတွေရှိလို့ရှိရင်လည်းတင်ပေးပါရစေ။